မကွေးတိုင်း6မြို့မြို့မရဲစခန်းကနေနိုင်ငံရေးအကျဉ်းသားတွေတင်ဆောင်လာတဲ့ယင်ကိုနိုဝင်ဘာလ19ရက်နေ့ကမိုင်းဆွဲတိုက်ခိုက်ပြီးနှစ်ရှည်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တယောက်ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့6မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေစီကနေသိရပါဗျ။6မြို့နယ်အမှတ်3ပြည်တော်စုလမ်းမိုင်းတနေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာနိုင်ငံရေးအကျဉ်းသားတွေတင်ဆောင်လာတဲ့ယင်နဲ့လုံခြုံရေးယင် မိုင်းထိမှန်ခဲ့ပြီးရဲတပ်ဖွဲ့ဝင်နှစ်ယောက်သေဆုံးခဲ့တယ်လို့ဆိုပါဗျ။ ဒါပြင်2023နှစ်ကုန်ပိုင်းက၆မြို့နယ်စီပင်သာယာရေးကော်မတီရဲ့မျိုးတော်ဝင်တန့်စင်ဦးကိုမျိုးပြပြောက်ကြားစစ်စင်ရေးမှာဥဆောင်ရှင်းလင်းခဲ့မှုနဲ့အကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်အပါအဝင်ပုံမှန်15ခုနဲ့ထောင်ဒဏ်223နဲ့ချမှတ်ခံထားရတဲ့ရဲဘော်နှစ်ဆိုင်ခေါ်မိုးညို့ကိုကဲထုတ်နိုင်ခဲ့ပါတယ်လုံမြောက်လာတဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တွေကစစ်စင်ရေးတွေအများကြီးလှုံ့ဆော်ပေးနိုင်ရတဲ့သူဖြစ်ပြီး စစ်တပ်ရဲ့ဖမ်းဆီးအကျဉ်းချခံထားရတဲ့သူလို့၆မျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကိုဘကောင်းကပြောပါရရှင်။မွန်ပြည်နယ်ချောင်းဆောင်မြို့နယ်ကွန်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာကတ်ထားတဲ့လွတ်တော်ကိုယ်စားလှယ်လောက်အမည်စင်းစာရွက်ကိုစုပ်ဖြဲခဲ့တဲ့ဒေသခံအမျိုးသားတယောက်ကိုနိုဝင်ဘာလ19ရက်နေ့ကမော်လမြိုင်ခရိုင်တရားရုံးကထောင်ဒဏ်18နှစ်ချမှတ်ခဲ့တယ်လို့ဒေသခံနေစီကနေသိရပါဗျ။ နိုဗ ెంబ ာလ၄ရက်နေ့ကကွန်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာကတ်ထားတဲ့အမည်စင်းစာရွက်ကိုစုပ်ဖြဲခဲ့တဲ့အသက်65နှစ်အရွယ်ဦးကျော်မြို့ကိုချောင်းဆောင်မြို့မှာရဲစခန်းကပါတီစုံဒီမိုကရေစီအထွတ်ထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်တာခြင်းဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ26ကကြီမြင်းဆောင်24ကကြီအရာအမှုဖွင့်ပြီးတော့တရားစွဲဆိုခဲ့ပါတယ်။ဒါကြောင့်မော်လမြိုင်ခရိုင်တရားရုံးကထောင်ဒဏ်18နှစ်ချမှတ်ခဲ့တာပါ။ ဥကြောင်မြင့်ကိုကိုစလဲလောက်အမည်စင်းဆုတ်ဖြဲမှုရုံးကိုခဲနေပေါမှုစအစရှိတဲ့ပုံမှန်သုံးခုလောက်နဲ့တရားစွဲပြီးနှစ်ရှည်ထောင်တန်ချမှတ်လိုက်တယ်လို့ချောင်းဆောင်ရဲစခန်းနဲ့နှိဆက်သူတယောက်ကပြောပါရယ်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေပြက်ပြားအောင်လုပ်လို့ဆိုပြီးဖန်စီအရေးယူခံရတဲ့သူပေါင်းတရားနိဗ္ဗာအထိရှိနေပြီလို့စစ်ကော်မရှင်လက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါရယ်ရှင် စတက်လောက်ခံရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲကျင်းပမဲ့ကာလအတွင်းမဲဆန္ဒနဲ့ပြင်ပရောက်နေတဲ့တက္ကသိုလ်ကျောင်းသားတွေကိုကြိုတင်မဲပေးရမယ်လို့ကြေညာပြီးတဲ့နောက်နိုဝင်ဘာလ18ရက်နေ့ကနေ21ရက်နေ့အထိကြိုတင်မဲတွေပေးနေရပြီလို့ကျောင်းသားတွေနဲ့နေဆက်သူတွေကပြောပါရယ်ရွေးကောက်ပွဲကျင်းပမဲ့ဒီဇင်ဘာလ28ရက်နေ့မှာအသက်18နှစ်ပြည့်ပြီးမဲပေးခွင့်ရှိတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကိုတက္ကသိုလ်ကိုမသွားခင်မဲစင်းပါတဲ့မြို့နယ်ကရက်ွက်ကြီးရွာတွေမှာမဲပေးဖို့စစ်တပ်ရဲ့ကြေညာချက်မှာပါရှိတာပါ ပြီးခဲ့တဲ့နိုဝင်ဘာလ18ရက်နေ့မှာလဲသကိုင်းတိုင်းရေဦးမြို့နယ်ကနေတခြားမြို့ကိုတွားရောက်တက္ကသိုလ်တက်မဲ့ចောင်းသားចောင်းသူ16ယောက်ကကြိုတင်မဲပေးခဲ့ရတယ်လို့စစ်ကောင်စီတပ်လက်အောက်ခံ Telegram Channel တွေမှာဖော်ပြထားပါတယ်စစ်ကောင်စီကသူတို့ထိန်းချုပ်ထားတဲ့ရေဦးမြို့ပေါ်မှာနေထိုင်တဲ့ပြည်သူတွေကိုစံနာမပါပဲစီယုံသိမ်းသွင်းပြီးစံနာမဲတွေပေးခိုင်းနေတယ်လို့ရေဦးအခြေဆိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောကြပါဗျာ။ ရေဦးမြို့နယ်မှာတော့ဇန်နဝါရီလ17ရက်နေ့မှာရွေးကောက်ပွဲ အပိုင်းနှစ်အဖြစ်နဲ့ကျင်းပမှာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ကချင်ပြည်နယ်ဖားကန်းမြို့နယ်စိတ်မူကြီးရွာကိုနိုဝင်ဘာလ20ရက်နေ့ည10:00နာရီလောက်ကစစ်ကောင်မရှင်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ကလေးငယ်တစ်ယောက်သေဆုံးပြီး9ယောက်ထဏ်ရာရှိတယ်လို့ဒေသခံတွေဆိုရင်သိရပါဗျာ။ စစ်ကောင်မရှင်ရဲ့ဖားကန့်ဗျူဟာကုန်းနဲ့မရှိကထောင်ရက်ကွက်ကရခိုင်ကုန်းမှာတက်ဆွဲထားတဲ့စစ်တပ်ကနေစိတ်မှုကြေးရွာကိုလက်နက်ကြီးဆယ်လုံးပစ်ခတ်ခဲ့တာပါ။အဲဒီလိုပစ်ခတ်ခဲ့တာကြောင့်စိတ်မှုရက်ကွက်၁ရက်ကွက်၃နဲ့စန်းတီရာကုန်းကိုကြည်ကြောက်ပောက်ကွဲပြီးအသက်၂နှစ်အရွယ်မတ်ချိုအတန်လင်ထိမှန်တိတ်ဆုံးပြီး9ယောက်ထဏ်ရန်ရရှိရလို့သိရပါဗျ။ ိုက်ပွဲဖြစ်တာမရှိဘဲလက်နက်ကြီးနဲ့ပစ်လို့ရက်ကွက်တဲ့ဘောမရာကုန်းကကလေးတယောက်ဘိုက်ပွင့်ပွင့်ထွက်ဒဏ်ရာရရှိသွားပြီးတိတ်ဆုံးခဲ့တယ်လို့ဖားကန့်မြို့ဒေသခံတယောက်ကပြောပါရယ်။ဒါအပြင်ရက်ကွက်သုံးကလမ်းပေါ်ကျရောက်ပြီးဒဏ်ရာရရှိရသူ9ယောက်ရှိခဲ့ပါရယ်။နေအိမ်နဲ့ကားတွေပါပျက်စီးသွားတယ်လို့လည်းသိရပါရယ်။စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာစိတ်မှုရက်ွက်တစ်ကိုအများဆုံးကြောက်ရောက်ပောက်ကွဲပြီးမိသားစုနှစ်စုထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်ရှင်။ ကယားပြည်နယ်ဖားဆောင်မြို့နယ်မော်ချီဒေသကီဒီခဲတွင်းကိုနိုဝင်ဘာလ22ရက်နေ့မနက်ပိုင်းကစစ်ကော်မရှင်ကပုံကျဲတိုက်ခတ်ခဲ့တာကြောင့်ခဲတွင်းလုံသား9ရောက်သေဆုံးပြီး10ရောက်ကျော်ထိခိုက်ဒဏ်ရာရရှိရလို့ဒေသခံတွေကနေသိရပါဗျ။စစ်ကော်မရှင်ကတိုက်လျင်3ဆင့်နဲ့နေရာ3နေရာကိုတပြိုင်တည်းပုံကျဲတိုက်ခတ်ခဲ့တယ်လို့ပြောပါဗျ။အမှတ်1စက်ရုံနဲ့ကီဒီနားမှာအရင်လာကျဲပြီးနောက်ထပ်ညောင်ပင်နားကိုထတ်ကျဲတယ်လို့ဒေသခံတယောက်က DVV ကိုပြောပါဗျ။ ဒါ့အပြင်ဂီဒီနားမှာလူထိခိုက်မှုများလို့9ရောက်သေဆုံးပြီးဒဏ်ရာရရှိတဲ့သူတွေလည်းစိုးရိမ်ရတယ်လို့သိရပါဗျ။ဒါကြောင့်ဒေသခံလူထုတွေစစ်ရှောင်တဲ့အနေနဲ့လေကြောင်းအန္တရာယ်ကိုအထူးဂရုစိုက်ကြဖို့နဲ့လေရင်သံကြားတဲ့အခါမှာဘုံခိုခြင်းဒါမှမဟုတ်ပေါင်းအားနိုင်တဲ့နေရာတွေမှာနေထိုင်ကြဖို့တာဝန်ရှိသူတွေကသတိပေးထားပါဗျ။ပြီးခဲ့တဲ့ဩဂတ်လ18ရက်နေ့ကလည်းမော်ချီဒေသကိုစစ်ကော်မရှင်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလေးငယ်တွေအပါအဝင်အရက်သား32ယောက်သေဆုံးပြီး9ယောက်ထိခိုက်ဒဏ်ရာရရှိတယ်လို့သိရပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကတက္ကသိုလ်ကိုစစ်ကော်မရှင်ကပြန်လည်ဖွင့်လှစ်ဖို့အသိပေးကြေညာထားပေမဲ့နိုဝင်ဘာလ22ရက်နေ့အထိလာရောက်ကြောင်းအံ့နံနေသူမရှိဘူးလို့ဒေသခံတွေကနေသိရပါဗျ။တဆယ်၂၀ခုဆစ်စီရင်စတင်ကြရပိတ်ထားခဲ့တဲ့ လာရှုတက္ကသိုလ်ကို2025-2026ပညာသင်နှစ်အတွက်နိုဝင်ဘာလ24ရက်နေ့မှာစတင်ဖွင့်လှစ်တော့မှာဖြစ်ပြီးတော့ကျောင်းဝင်မှတ်ပုံတင်တာတွေကိုလက်ခံနေတယ်လို့နိုဝင်ဘာလ18ရက်နေ့ကလေးကလာရှုတက္ကသိုလ်ကအသိပေးကြေညာခဲ့ပါဗျ။ လာရှိုးတက္ကသိုလ်ဖွင့်ဖို့အကြောင်းအလက္ခဏာတွေမတွေ့သေးတဲ့အပြင်လာအပ်တာလည်းမတွေ့ဘူးလို့ဒေသခံအမျိုးသားတယောက်ကပြောပါရယ်။အခုလိုအကြောင်းနေပြန်လဲဖွင့်လက်တာကရွေးကောက်ပွဲအတွက်ဖြစ်နိုင်တယ်လို့ပြောပါရယ်။တစဲ၂၀ခုစစ်စင်ရေးအတွင်းမှာထိခိုက်ပျက်စီးခဲ့တဲ့အကြောင်းဆောင်တွေကိုအသေးစားပြုပြင်တာတွေစတင်လှုပ်ဆောင်နေပြီးအကြီးစားပြုပြင်ဖို့ကတော့မလွယ်ဘူးလို့ပြောပါရယ်။ဒါအပြင်မဲဆန္ဒနဲ့ပြင်ပမှာတက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်တက်ရောက်ကြမဲ့ကျောင်းသားကျောင်းသူတွေ ကြိုတင်ဆန္ဒမယ်ရီပေးနိုင်မှုနိုဝင်ဘာလ18ရက်နေ့ကနေ22ရက်နေ့အထိမနက်9နာရီကနေညနေ4နာရီအထိသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် ရုံးခွဲတွေမှာနိုင်ငံသားစီစီရေးကတ်နဲ့ကျောင်းဝင်ခွင့်အထောက်အထားတွေပြသပြီးတော့ကြိုတင်မဲပေးနိုင်တယ်လို့ရက်ကွက်ရုံးတွေမှာအသိပေးထားပါတယ်ရှင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PDF တပ်ပိုင်ဘန်နာပစ္စည်းတွေကိုတရားမဝင်ထုတ်ယူထားတဲ့အရာရှိနှစ်ယောက်ကိုအရေးယူထားတယ်လို့နိုဝင်ဘာလ22ရက်နေ့မှာထုတ်ပြန်ထားပါဗျ။ မန္တလေး PDF ရဲ့ဗဟိုဥဆောင်ကော်မတီဝင်2ယောက်ဖြစ်တဲ့ကိုမုံတိုင်းစီရေးဌာနကြီးမှုနဲ့ကိုနိုင်ကြီးဘန်နာရှာဖွေရေးဌာနကြီးမှုတို့ကိုတရားမဝင်ထုတ်ယူထားတဲ့ကာလာတန်ဘိုကြီးမာတဲ့တပ်ပိုင်ဘန်နာပစ္စည်းတချို့ကိုပြန်အပ်ဖို့နဲ့ပြည်တံခံယူဖို့2025ဩဂတ်လနဲ့စက်တင်ဘာလတွေမှာပြုလုပ်ခဲ့တဲ့အစည်းအဝေးတွေမှာအတည်ပြုဆုံးဖြတ်ခဲ့တယ်လို့သိရပါဗျာ။ ဒါပေမဲ့အဲ့ဒီဘန်နာပစ္စည်းတွေကိုပြန်လဲအနန္နာမရှိသလိုဖြည့်ရှင်းပြောဆိုရလည်းမရှိတဲ့အတွက်သူတို့နှစ်ယောက်ကိုလက်ရှိတာဝန်အားလုံးကနေရက်ဆိုင်ကလက်နက်ဖြုတ်သိမ်းထားပြီးဖမ်းဆီးထိန်းသိမ်းထားတယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်သူတို့ဟာတက်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေလည်းဖြစ်တဲ့အပြင်ပြစ်မှုရဲ့သဘောတဘာဝအရာ ဒီအမှုကိုတာမန်တက်တွင်စီရင်ဆုံးဖြတ်မှုနဲ့ဆောင်ရွက်ဖို့မသင့်တာကြောင့်အထက်ယုံဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ကိုအမှုတွဲဖြစ်စဉ်ကိုလိုအပ်သလိုဆုံးဖြတ်ဆောင်ရွက်နိုင်မှုအတွက်သတင်းပို့တင်ပြထားပြီးဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါရရှင်